မင်္ဂလာပါခင်ဗျာဒီနေ့တော့လေရှမ်းတူဟူပျော့ပျော့အီအီတုံတုံကလေးကိုလေအိမ်မှာကိုမနဲ့ကိုကြိုလို့ရရနော်တူဟူကြိုရတာခက်နေတဲ့လူတွေတူဟူကြော်ရင်အများန်းဒစ်လဲပြီးတိုင်ပတ်နေတဲ့လူတွေရှိလားအဲ့ဒါဆိုရင်တော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြည့်လိုက်တော့နော်တူဟူကြိုဖို့အတွက်ကိုတော့ကျွန်တော်ကမှွေးတစ်စိမ့်ပဲမုတ်အစိမ့်မုတ်ကိုအသုံးပြုထားပါတယ်မှွေးပဲစိမ့်မုတ်တစ်ထုပ်ကိုရေ850 ml ထည့်ပါမယ်ဒါကတော့900 ml ခွက်ပါအဲ့တော့900အမှတ်ထိတစ်ခွက်နဲ့250အမှတ်ကိုအဲနောက်ထပ်ရေထပ်ပြီးတော့850စုစုပေါင်းထည့်ပေးလိုက်ပါတယ်ဒီနေရာမှာလူကြီးမင်းတို့ကတူဟူ ပြော့မလိုချင်ဘူးတော်ဦးမမလိုချင်တယ်ဆိုရင်တော့ရေ 900ml ထည့်ပါပြီးလို့ရှိရင်တော့စားလေးအနှဲငယ်နဲ့ဆွနင်းမုတ်လေးထည့်ပြီးတော့ရေထဲမှာပဲစိမ့်မုတ်တွေလုံးဝပျော်ဝင်သွားအောင်လို့စိတ်ရှိရှိလေးနဲ့ခလောက်ပြီးတော့တေချာလေးໝွေပေးထားလိုက်မယ်နော်ໝွေပေးပြီးလို့ရှိရင်တော့သူ့ကိုမိနစ်20နာရီဝက်လောက်ခဏဒီတိုင်းလေးပဲနှက်ထားပါမယ် ကျွန်တော်ကတော့နိုင်ဝက်လောက်ထားထားပေးလိုက်ပါတယ်။ပြီးတော့မှပဲမကတ်တဲ့အိုးတစ်ခုခုလေးကိုထည့်ပြီးတော့ကြိုပါမယ်နော်။ကျွန်တော်ရဲ့ pan အိုးလေးကတော့လေ၊ तू ကမကတ်တဲ့အိုးလို့သာပြောတာ။အသုံးပြုတာလည်းနည်းနည်းကြာလာပြီဆိုတော့လေအောက်ကနည်းနည်းလေးတော့ကတ်ချင်တယ်လို့တော့ဖြစ်နေပြီပေါ့နော်။ဒါမှမဟုတ်အဖြစ်ဦး AC ပဲဒီဟာနဲ့ပဲကြိုမယ်ရတယ်။ ကဲအိုးတဲ့ကိုထည့်ပြီးတော့ကြိုတဲ့အချိန်မှာမီးအေးလေးနဲ့ပဲဖြည်းဖြည်းချင်းအယုံဆုံးမှွေပေးလိုက်ပါမယ်။ तू ကတဖြည်းဖြည်းနဲ့လေးအစီလေးတွေအခဲလေးတွေနဲ့တဖြည်းဖြည်းဖြစ်လာတယ်။ပြီးလို့ရှိရင် तू ကဖြည်းဖြည်းချင်းပြစ်လာတယ်။ပြစ်လာတဲ့ခါကျလို့ရှိရင်တော့နာနာလေးတေချာလေးမှွေပေးပါနော်။ तू ကကြတော့အစီအခဲတွေမဖြစ်အောင်လုံးဝတူဟူးသားကပြင်းတွဲတွဲလေးဖြစ်ပြီးတော့လေးလုံးဝကြည်လင်သွားတဲ့အထီကိုဒီမှာနှက်ဆက်သွားတဲ့အထီကိုအခုလိုပုံစံအနေထားရောက်အောင်တေချာလေးကိုလမောင်းပြုတ်မတတ်မှွေရပါတယ်နော်။တူဟူးကြိုတာကတော့အဲ့တခုကတော့နည်းနည်းဆိုးပါတယ်။နည်းနည်းမှွေပေးရတယ်ပေါ့နော်။လမောင်းပြုတ်အောင်မှွေပေးရတယ်။အခု ဒီအနေထားမျိုးလေးเนาะဒီမှာជីជីလေးနဲ့အားလုံးပျော်ဝင်သွားပြီဆိုလို့ရှိရင်ရပြီเนาะတကယ်လို့တော်ဘူးအမာလိုချင်နေဆိုရင်နည်းနည်းလေးထပ်ပြီးတော့ရေခမ်းအောင်စောင့်ပြီးကြိုမလားဒါမှမဟုတ်ဆော့ပိုင်းကလေးကရေကို short ထည့်မလားအဲကိုကြိုက်တယ်လို့လုပ်လို့ရတယ်เนาะကျွန်တော်ကတော့တော်ဘူးပျော်လိုချင်လို့လေတော်ဘူးတုံတုံဤလေးလိုချင်လို့ဒီလိုမျိုးလေးအနေထားမှာချတာပါပြီးရင်တော်ဘူးလုံးမဲ့ပုံစံကွက်ကလေးကိုလောင်းထည့်ပြီးတော့အပေါ်မျက်နှာပြင်လေးနည်းနည်းညှိပေးလိုက်ပါတယ်เนาะအဲဒါပြီးရင်တော့အေးအေးခံလိုက်ရင်တော်ဘူးပျော်ရပါပြီခင်ဗျာကဲဒီမှာ ကဲဒါကကျွန်တော်အေးခံထားလို့အေးသွားတဲ့ခါမှာကျွန်တော်ရဲ့တူဦးပြော့အနေထားလေးကိုတစ်ချက်ရှိုးလိုက်ပါအောင်နော်ဒီမှာတွေ့လားဒီမှာနော်လုံးဝတုံဥပြီးတော့လေတူဦးသားလေးကလေလုံးဝစီစီလေးနဲ့တုံတုံဥလေးအရန်ကောင်းတယ်နော်ဒါကိုယ့်အကိုအိမ်မှာကြိုတူဦးဘာမှမခက်ဘူးသူများကြီးကတူဦးကြုံရင်မဖြစ်ဘူးအများနဲ့ဒစ်လန်နေရဟာတူဦးကြိုတာတခါမှမအောင်မြင်ဘူးဘာဖြစ်လဲညာဖြစ်လဲမလို့ဘူးနော်ဒီလိုလေးပဲကြိုကြည့်လိုက်လုံးဝအဆင်ပြေတယ်ကဲဒီမှာနော်ကျွန်တော်ကတော့မနေနိုင်တော့ဘူးတူဦးပြော့လေးကိုအခုလိုမျိုးလေးလီးပြီးတော့ကျွန်တော်ရှမ်းတူဦးတုတ်ကလေးလိုမျိုးလေးတုတ်စားမယ်နေစားအောင်မယ်နော် တော်ဟူပြော့လေးနော်ဒီမှာလေးပျော့ပျော့အီအီကလေးတွေ့လာအဲ့ဒါကိုကြော်စားရင်လဲရှမ်းတော်ဟူကြော်လေးရတယ်နော်ဒါကိုဒီဟာလေးကိုပဲအတုံးတုံးလေးတွေတုံးပြီးရောစီပူပူလေးတွေကိုထည့်ထည့်ပြီးကြော်မယ်ဆိုရင်အဲရှမ်းပြည်နယ်ဘက်မှာရောင်းတဲ့ရှမ်းတော်ဟူပြော့တော်ဟူကြော်လေးရမှာနော်ဒါကကြော်စားရင်လဲရတယ်အခုကျွန်တော်ကတော့တုတ်စားမယ်နော်ရှမ်းတော်ဟူပြော့လိုမျိုးတုတ်စားပါမယ်ရင်ဦးဆုံးတူဦးလေးတွေကိုအခုလိုမျိုးချောင်းလေးတွေလှိထားလိုက်မယ်တုံတုံအီအီလေးပါအရန်စားလို့ကောင်းပါတယ် ပြီးရင်တော့ကြက်သွန်ဖြူစီချက်ထည့်မယ်ပြီးရင်ငရုတ်သီးနီစီချက်ထည့်မယ်ပြီးလို့ရှိရင်တော့သခွားသီးတို့ဂေါ်ဖီတို့ထည့်မယ်ပေါ့နော်ဒါကတော့ဂေါ်ဖီပဲရှိလဲရတယ်အိမ်မှာသခွားသီးလည်းရှိလို့ထည့်လိုက်ပါတယ်ပြီးရင်တော့မကြီးကြီးလေးနှစွန်းလောက်သုံးပါမယ်ပြီးရင်ငံပြားကြီးလေးတစ်စွန်းထည့်မယ်အချုံမုံလေးနည်းနည်းထည့်မယ်ပြီးလို့ရှိရင်တော့ပဲမှုတ်ကလေးပါတစ်စွန်းလောက်ထည့်ပြီးတော့နေလိုက်ရင်ရှမ်းတူဟူပြောတော့ရပါပြီခင်ဗျာရှမ်းပြည်ဘက်ကိုတောင်မှသွားပြီးစားခဲ့တာလေးတွေတတိယမိပါတယ်ရှမ်းတူဟူပြောတော့ကလေးကဒီလိုမျိုးလေးပါနော်ရမ်းစားလို့ကောင်းပါတယ်ခင်ဗျာ ။တော်ဦးကြုံရင်အများနဲ့မရဘူးဆိုတဲ့လူတွေတော့ကြိုပြအောင်ကြိုကြည့်လိုက်ဒီပုံစံလေးတိုင်းလုံးဝရစီရမယ်။ကဲဒါဆိုရင်တော့ဗီဒီယိုလေးကိုဒီပါပဲဆုံးသက်လိုက်တော့မယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။အားလုံးပဲတတ်တာဘိုင်း။